မင်္ဂလာပါရှင်မြန်မာနိုင်ငံတဝင်းကသတင်းတွေကိုဒိုဝဲဝှပြည်သက်တွေသိရှိစေဖို့တပတ်အတွင်းမြန်မာသတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်မြန်မာရေးရာမှာတော့မတ်လ23ရက်ကနေမတ်လ26ရက်အထိတပတ်တာအတွင်းအဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ဖော်ပြသွားမှာပါဒီအစီအစဉ်ကိုဒိုဝဲဝှ1နော်သားတွေကအစီအစဉ်တင်ဆက်ထားတာပါ Restar Scale 9.9အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုကြောင့် လူထောင်နဲ့ချီထိခိုက်သေဆုံးဒဏ်ရာရသလိုအဆောက်အုံတွေထဲပိတ်မိနေသူတွေလည်းများစွာရှိနေပါဗျ။စကိုင်းမြို့နီးကိုဗဟိုပြုတ်ပြီးမတ်လ28ရက်မွန်းလွဲတနာရီလောက်မှာမြေအောက်အနက်10ကီလိုမီတာအကွာကနေလှုပ်ခတ်ခဲ့တဲ့ငလှင်နဲ့နောက်ဆက်တွဲငလှင်တွေကြောင့်မန္တလေး၊စကိုင်း၊နေပြည်တော်၊မကွေး၊ပဲခူး၊ရှမ်းအရှိမြောက်တွေမှာထိခိုက်သေဆုံးတာပျက်စီးဆုံးရှုံးတာတွေများစွာရှိခဲ့ပါဗျ။ ီဒေတာတွေကိုစစ်ကောင်စီကငလင်ဘေးသင့်အရေးပေါ်အခြေအနေအဖြစ်ကြီးညာထားပါတယ်။မတ်လ29ရက်ညနေပိုင်းအထိနောက်ဆက်တွဲငလင်14ချိန်အထိရှိခဲ့ပါတယ်။ငလင်တန်တင်းမှုနဲ့ပတ်သက်လို့စစ်ကောင်စီကမတ်လ29ရက်မနေ့ထုတ်ပြန်ရမှာတော့သေဆုံးသူ1002ဦး၊ဒဏ်ရာရသူ2400နီးပါးရှိပြီးသေဆုံးဒဏ်ရာရသူတွေထပ်တိုးလာနိုင်တယ်လို့ဆိုပါတယ်။စေယုံစီခန်းတွေမှာဒဏ်ရာရလူနာတွေပြည့်ကျက်နေပြီးမနိုင်မနေနဲ့ကုသပေးဖို့အခက်အခဲဖြစ်နေတယ်လို့ အရေးပေါ်သွေးလိုအပ်မှုလည်းမြင့်မားနေပါတယ်။ငလင်ကြောင့်ချက်မြင့်တိုက်တွေအပါအဝင် ပိတ်မိနေတဲ့နေရာတွေများစွာရှိနေပြီးလူငင်အားဤပညာစက်ကရိယာအခက်ခဲမလုံလောက်မှုတွေကြောင့်ကယ်ဆယ်ရေးအတွက်လည်းအကြီးအကျယ်အခက်ခဲကြုံနေရပါတယ်။ INUG က match လ29ရက်မွန်လွဲပိုင်းထုတ်ပြန်တဲ့စာရင်းမှာတော့အဆောက်အုံ3000နီးပါးတံတားခွနဲ့စင်းခန့်ဖျားစီရီပထိုးဖုံးကြီးကျောင်းတရာနီးပါးနဲ့ ပလီ90ခန့်ပြိုကျပျက်စီးတယ်လို့ဖော်ပြပါဗျ။ငလင်းကျောင်းမန္တလေးမှာလေစိတ်ပြိုကျတာလူနေအထက်မြင့်တိုက်တွေဟိုတယ်တွေ ဖုန်ကြီးကျောင်းဆောင်ကြီးတွေဖျားစီရီပထိုးတွေပလီတွေပြိုကျတာညီတဲ့ကြုံဝင်တာမန္တလေးတက္ကသိုလ်ပြိုကျမီးလောင်တာတွေဖြစ်ပွားခဲ့ပါဗျ။အဲလိုပြိုကြရမှာယာနဲ့ချီတဲ့ပြည်သူတွေရဟန်းတန်ကားတွေယာနဲ့ချီပိတ်မိနေပြီးရှာဖွေကယ်ဆယ်ရေးလုပ်ဖို့အခက်အခဲများစွာကြုံနေရပါတယ် ။စကိုင်းမှာလည်းစကိုင်းတရာဟောင်းပြူကြခဲ့ပါဗျ။နေပြည်တော်မှာဆိုရင်ကရင်တထောင်စေးယုံဈေးတွေဝန်ထမ်းအရာတွေအပါအဝင်နေအိမ်အဆောက်အုံတွေပြူကြတာလေစိတ်မှာလေချောင်းထိမ့်သိရေးတာဝတိုင်းပြူကြတာလမ်းတွေအကွဲကြောင်းကြီးတွေဖြစ်သွားတာတွေတွေ့ရပါဗျ။ဒါအပြင်အမြန်လမ်းနဲ့စကိုင်းဖက်ကလမ်းတွေလည်းမြေကြီးအကွဲကြောင်းကြီးတွေဖြစ်ပြီးကားတွေနစ်ဝင်သွားတာတွေ့ရပါဗျ။ရှမ်းပြည်နယ်အောင်ပန်းမှာဟိုတယ်ပြိုကျတာအင်းလေးမှာဖုန်ကြီးကြောင်းတွေ နေအဆောက်အုံတွေပြိုကျတာတွေတွေ့ရပါတယ်။ငလင်းအနေရဲ့ဆက်ရှိနေတာကြောင့်ပြည်သူတွေဟာမတ်လ28ရက်ညမှာမန္တလေးမြို့ကန်ဒီလမ်းပေါ်မှာယာယီတဲထိုးပြီးအိတ်ကြတာတွေ့ရပါတယ်။ငလင်းဟာမြန်မာနိုင်ငံအပြင် ထိုင်း၊လာအို၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်တရုတ် တို့ကိုပါတက်ရောက်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှာဆောက်လက်စတိုက်ပြိုကျရမှာလဲမြန်မာလူသမားတွေသိဆုံးခဲ့ပါတယ်။ငလင်းလုံပြီးနောက်မှာမြေအောက်ရေတွေတိုးလို့မြေသားပျော့ပြီးအဆောက်အုံတွေထိခိုက်ပျက်စီးနိုင်တဲ့အပြင် တောင်ကုန်းမြင့်တွေပြိုကျလာနိုင်တဲ့အန္တရာယ်လည်းရှိနေတယ်လို့အမေရိကန်ဘူမိသုတေသနဌာနကသတိပေးထားပါဗျ။အခုငလင်ဖြစ်စဉ်မတိုင်ခင်မတ်လ9ရက်ကလည်းအေယာဝတီ စကိုင်းရန်ကုန်ရှမ်းစတဲ့တိုင်းနယ်ပြည်နယ်တွေမှာတရက်တည်းငလင်6ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မတ်လ3ရက်ကလည်းရန်ကုန်နဲ့မင်းဘူးမှာငလင်လှုပ်ခတ်ခဲ့တာကြောင့်ငလင်ကြီးကြီးလှုပ်ခတ်လာမှာကိုပြည်သူတွေကြားမှာစိုးရိမ်မှုတွေမြင့်တက်ခဲ့ပါသေးတယ်။ ငလီနန်ကြောင့်မန္တလေးနဲ့စကိုင်းကရှီဟောင်းတမိုင်းဝင်နေရာတချို့ပြိုကျပျက်စီးခဲ့ပါတယ်။စကိုင်းတိုင်းမင်းကွန်းဒေသမှာရှီဟောင်းတမိုင်းဝင်များသိန်းတန်စီတီထိပ်ပိုင်းပြိုကျပျက်စီးပြီးမင်းကွန်းပထိုးတော်ကြီးလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါအပြင်မင်းကွန်းဆရာတော်ကြီးတရင်တုံးခဲ့တဲ့ကျောင်းတိုက်၊တိန်၊လွမ်းစီတီနဲ့တာသနိကအဆောက်အုံတွေလည်းပျက်စီးခဲ့ပါတယ်။ မန္တလေးတိုင်းတရားဦးမြို့နယ်အင်းဝါမြို့ကရှေးဟောင်းတမိုင်းဝင်မေနုအုပ်ကျောင်းနဲ့လေးထက်ကျောင်းကြီးတို့လည်းပြိုကျပျက်စီးခဲ့ပါတယ်။မဟာမြတ်မုနိဘုရားကြီးစိန်ဖူးတော်မြေခပြီးဘုန်းကြီးကျောင်းဆောင်ကြီးတွေဗလီတွေများစွာပျက်စီးဆုံးရှုံးခဲ့ပါတယ်။ဒါအပြင်မန္တလေးမြို့ရိုးနေရာတချို့လည်းပြိုကျပျက်စီးခဲ့ပါတယ်။ ငလင်းပေးကြောင့်မြန်မာနိုင်ငံမှာတေဆုံးသူသသောင်းကနေတသိန်းအထိရှိနိုင်တယ်လို့အမေရိကန်ဘူမိသုတေသနဌာန USGS ကမတ်လ29ရက်မွန်လယ်ပိုင်းမှာထုတ်ပြန်ထားပါတယ်။တေဆုံးသူသသောင်းနဲ့တသိန်းကြားဖြစ်နိုင်ချေဟာ35ရာခိုင်နှုန်းရှိတယ်လို့ခန့်မှန်းထားပြီးတေဆုံးသူသသောင်းကျော်နိုင်တဲ့ဖြစ်နိုင်ချေကတော့87ရာခိုင်နှုန်းအထိရှိတယ်လို့ဆိုပါတယ်။တေဆုံးသူသသိန်းကျော်နိုင်တဲ့ဖြစ်နိုင်ချေကတော့36ရာခိုင်နှုန်းအထိရှိတယ်လို့ USGS ကထုတ်ပြန်ထားပါတယ်။ ဒါအပြင်ငလင်တန်ကြောင့်မြန်မာပြည်တွင်းစီးပွားရေးထိခိုက်ဆုံးရှုံးမှုဟာလည်းအမေရိကန်ဒေါ်လာ100ဘီလီယံအထက်ကိုကျော်လွန်နိုင်တယ်လို့ဆိုပါတယ်။မြန်မာငလင်ဘေးကိုကူညီကယ်ဆယ်ဖို့နိုင်ငံတချို့ကကယ်ဆယ်ရေးအဖွဲ့တွေကူညီကယ်ဆယ်ရေးပစ္စည်းတွေမတ်လ29ရက်မှာစတင်ရောက်ရှိလာပါတယ်။တရုတ်နိုင်ငံယူနန်ကယ်ဆယ်ရေးဆေးကုသအဖွဲ့ဟာမတ်လ29ရက်မနက်မှာရန်ကုန်ကိုရောက်ရှိပြီး ထိခိုက်ပျက်စီးမှုများတဲ့နေပြည်တော်မှာကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်မယ်လို့တရုတ်တန်ယုံကထုတ်ပြန်ပါတယ်။ဒါမြန်မာနိုင်ငံကိုအစောဆုံးရောက်လာတဲ့အဖွဲ့ဖြစ်ပါတယ်။အဲဒီနောက်အိန္ဒိယကလည်းအရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ရောက်ရှိလာပါတယ်။ဒါအပြင်အဖွဲ့ဝင်120ပါတဲ့ကယ်ဆယ်ရေးအဖွဲ့ကိုရုရှားနိုင်ငံကဆေလွတ်လိုက်ပြီးစင်ကာပူနိုင်ငံကအဖွဲ့ဝင်80ဦးပါတဲ့ကူညီကယ်ဆယ်ရေးအဖွဲ့ဟာလည်းမတ်လ29ရက်မှာရောက်ရှိလာပါတယ်။ မလေးရှားနိုင်ငံအဖွဲ့ဝင်10ဦးပါတဲ့အဖွဲ့ဟာလည်းရောက်ရှိလာပြီးအဖွဲ့ဝင်40ပါတဲ့နောက်ထပ်တစ်ဖွဲ့ကိုလည်းမတ်လ30ရက်မှာစေလွှတ်ဖို့ရှိတယ်လို့သိရပါဗျ။ဥရောပသမဂ္ဂ EU ကကနဦးအရေးပေါ်အကူအညီအဖြစ်ယူရို2.5တန်းကူညီမယ်လို့ထုတ်ပြန်ထားပါဗျ။ကုလသမဂ္ဂကလည်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဆေလွှတ်ကူညီဖို့ရှိနေပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းငလင်တန်တင့်တဲ့မြန်မာနိုင်ငံကိုအကူအညီတွေပေးမယ်လို့ပြောဆိုထားပါဗျ။ ငလီနန်ခံရတဲ့မြန်မာနိုင်ငံအတွက်ကဘာကျော်ဘောလုံးကလပ်တွေဖြစ်တဲ့ Man U, Man City, PSG, Bradford တို့ကလည်းစူတောင်းစကားဆိုခဲ့ကြပါဗျ။လာမယ့်2025-2026ဘဏ္ဍာနှစ်မှာကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြင့်ထားတယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်ဦးကြီးမင်းအောင်နိုင်ကပြောပါဗျ။ပြည်ထရေးကာကွယ်ရေးကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေအတွက်အသုံးစရိတ်တိုးမြင့်ထားတယ်လို့မတ်လ24ရက်မှာပြောဆိုထားတာပါ။ ဒါပေမဲ့ဘလောက်တိုးမြင့်သုံးမယ်ဆိုတဲ့ပမာဏအတိအကျကိုတော့ထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။ပြီးခဲ့တဲ့2023-2024ဘဏ္ဍာနှစ်မှာတော့စစ်အသုံးစရိတ်ကိုကျပ်ဘီလီယံ6500ကျော်အထိတုံးဆွဲခဲ့ပါတယ်။2024 2025ဘဏ္ဍာနှစ်မှာတော့အသုံးစရိတ်ကိုထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။စစ်ကောင်စီကစစ်အသုံးစရိတ်တိုးမြင့်မှာဖြစ်တာကြောင့်စည်ရေးအချိန်ပိုမြင့်လာနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။ က်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကပ်ဘေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဝဝိုင်းတော်သားတွေကစုမုံကောင်းတောင်းအပ်ပါတယ်။နောက်တစ်ပတ်မှလည်းမြမတဲ့ရင်ရေးရာအစီအစဉ်ကိုဆက်လက်ဆောင်မြော်ကြည့်ရှုနားဆင်ပေးကြပါဦးရှင်။